မတို့ရဲ့ဟို UNESCO ဝင်ရဲ့အထောက်အထားဘာတွေသုတေသနလုပ်ထားလို့ဟိုဘလိုတွေ compound တွေပါဝင်တယ်လဲအကျိုးကဘာရှိတယ်လဲလို့မေးလာရင်အဲဒီမှာပညာရှင်တော်တော်များများလိလာထားသမျှဟာအဲ့ဒီကျွန်တော်တို့ထုတ်ထားတဲ့စာအုပ်တွေမှာလည်းရှိနေပါတယ်ဆိုတဲ့အကြောင်းလေးကိုအဝေခချင်ပါတယ်လို့အဲ့တော့ကျွန်တော်တို့အဲ့ဒီလက်ဖက်ကဒီနေ့ပေါ့နော်လက်ဖက်ကိုလက်ဖက်ဆိုးကိုစားတယ်စားတဲ့အခါဘာအဲ့ သူ့မှာပါအာဟာရတန်ဖိုးတွေပေါ့ nutrition facts တွေရှိတယ်လေလို့မေးလို့ရှင်အဲကျွန်တော်တို့ဒီပုံမှန်ပေါ့နော်အဲဒီအစားအသောက်တိုင်းမှာပါဝင်နေရ protein carbohydrate fats လို့ခေါ်တဲ့အဲဒီဟာတွေရှိတယ်နောက်ပြီးတော့အမြင့်ဓာတ်လို့ခေါ်တဲ့ fiber ဓာတ်တွေရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲကျွန်မအနေနဲ့ဒီလက်ဖက်ကိုပေါ့နော်ဒီနေ့ UNESCO ဝင်းမို့အတွက်ကိုစပြီးတော့မှဒီ ဒီလက်ဖက်စကားဝိုင်းကလေးနဲ့စခဲ့ရတဲ့အတွက်တည်းသူပဲအဲဝမ်းမြောက်ဝမ်းသာရှိပါတယ်လို့ဟိုဘာကြောင့်လဲဆိုလို့ရှိရင်ပေါ့နော်ကျမတို့အခုဒီလက်ဖက်စိုစားသုံးတဲ့ delete ကိုဟိုရင် drum ရဲ့အမွေနှစ်ဖြစ်နေတင်မှာဖြစ်ပါတယ်လက်ဖက်စိုလို့ပြောတဲ့အခါမှာဒီနေ့ကျမတို့အခေါ်ဝေါ်လေးတွေပေါ့နော်ကြံတဲ့လူတွေတိမတိသေးတဲ့သူတွေလည်းရှိမှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်လက်ဖက်ကျမတို့လက်ဖက်ဆိုရင်တော့ အပင်ပေါ်မှာရှိတဲ့အရွက်စိမ့်ကလက်ဖက်ရွက်စိမ့်လို့ခေါ်တယ်။အဲ့ဒီလက်ဖက်ရွက်စိမ့်တွေကိုခူးပြီးတဲ့အခါမှာပြောင်းပေါင်းတာတို့ပြုတ်တာတို့အာဒီလှိမ့်တာတို့နေတာလုပ်ပြီးအချောက်လှမ်းနေတော့လက်ဖက်ချောက်ဖြစ်သွားတာပေါ့နော်။အဲ့တော့အများသောအားဖြင့်လက်ဖက်ချောက်တွေကဒါအခြေခံထုတ်လုပ်တဲ့နည်းစနစ်ကိုပြောတာဖြစ်ပါတယ်။ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိတ်ဖုန်းတွေကအကောင်းဆုံး shopping မှာ mercury your shopping partner. အဲ့လဖက်6ကတော့အဲနိုင်ငံတကာမှာလဖက်အဲပင်နေပေါက်ရောက်နေတဲ့ဒေတာတွေရှိတယ်အဲတရုတ်တို့အိန္ဒိယတို့เนาะဒီ ဂျပန်တို့ပေါ့နော်အဲသူတို့တွေမှာလည်းလက်ဖက်ပင်တွေရှိတယ်လက်ဖက်ချောက်တွေရှိတယ်လက်ဖက်ရည်ကြလက်ဖက်ရည်တွေတောက်ကြတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့အထူးခြားချက်ကတော့ဗာလဲဆိုရင်လက်ဖက်ဆိုဆိုတဲ့နာမည်လေးနဲ့အဲ့လက်ဖက်က ခြောက်သွားတာမဟုတ်ဘယ်နဲ့ဆိုးတာပေါ့နော်အဲအဲ့လက်ဖက်ဆိုးကိုစားသုံးတဲ့ delay ပေါ့နော်အဲ့ delay ကဘယ်ချိန်ကလေးကရှိခဲ့တာလဲဆိုခုနကအဲကိုသိမ့်မြန်လည်းပြောသွားသလိုပဲအိုးနှစ်ပေါင်းများစွာကလေးကအဲ့ကြောက်စာတွေမှာကလေးကရှိတယ်ဧကလေဒါပေမဲ့ထုတ်လုတ်တဲ့စနစ်ကြတော့လေကျမတို့ကတကယ်တမ်းဆိုရင်ဒီကျမတို့ရဲ့တမယိုးကြပေါ့နော်ရိုးရာ traditional အဲထုတ်လုတ်တဲ့နေစနစ်ရှိတယ်သူလက်ဖက်ဆိုးရဲ့ထုတ်လုတ်ပုံနေစနစ်ကသူကဘာလဲဆိုလို့ရှိရင်အဲဒီလိုလက်ဖက်ချောင်းနဲ့ ဒါကြောင့်ဟို processing တူပေမဲ့ तू ကအချောက်မခံမင်းနဲ့အဲ့ဒီလက်ဖက်ကိုဘဲကိုထည့်လိုက်လေဆိုရင်ဒီ container ဟိုနေနေပေါ့နော်ကျမတို့အဲအရင်တုန်းကတော့ကျမတို့ကျင်းသိပ်တယ်လို့ခေါ်ပါတယ်အဲမြောက်ပိုင်းရှမ်းပြည်မြောက်ပိုင်းကတော့အဲကျင်းကြီးတွေတူးပြီးတဲ့အခါမှာကျင်းကြီးတွေထဲမှာဝါဝါနဲ့ရိုင်ပတ်ပြီးတဲ့အခါမှာ plastic တွေခင်းပြီးတော့မှအရန်သိပ်ရပါတယ်အဲတော့သိပ်တယ်ဆိုတော့ဒီလောက်အကြီးကြီးကျင်းထဲမှာလက်ဖက်တွေကိုသိပ်တဲ့အခါမှာဟို တော်တော်ဟိုလင်းပေါ်ပေါ့အပေါ်က pressure လိုတယ်ပေါ့နော်အဲ့တော့ဖိရတဲ့အခါမှာကျမတို့အဲ့ရှမ်းပြည်မြောက်ပိုင်းကတကယ်ပဲဟိုတဘာဝကသူတို့ကိုဟိုမျက်နှာသာပေးထားတဲ့အတွက်ကြောင့်ကြောက်တုံးကြီးကြီးတွေရှိတယ်အဲ့ကြောက်တုံးကြီးတွေကိုတခါလဲမမပြီးတော့အဲ့ကျင်းကျင်းရဲ့အပေါ်မှာဟိုတခါတောင်းလို့ပုံလိုက်တာပေါ့ကြောက်ပုံကြီးဖြစ်သွားအဲ့ဟာထားလိုက်ပါလေအဲ့တန်အဒီ656လာပေါ့နော်ဆိုရင်အခါ तू ကအဲ့ထဲမှာလက်ဖက်ရဲ့ ဒီ processing နည်းကသူကဗာလဲဆိုရှင်ဒီ natural bacteria fermentation လို့ခေါ်တယ်အဲဒီလိုလည်းပေါ့နော်သိပ္ပံစကားနဲ့ပြောမယ်ဆိုရင်သဘာဝအဖြစ်ဒီဟိုလည်းပေါ့နော်ဟိုဒီအချင်းပေါက်စီတဲ့ပိုးတွေအကျိုးပြုတဲ့ပိုးတွေကနေပြီးတော့မှ ခုနစိမ့်နေတဲ့ရွက်စိမ့်ကိုတခါတည်းဟိုပေါင်းထားတဲ့အရွက်ကိုတဖြည်းဖြည်းနဲ့အဝါရောင်ပြောင်းပြီးတော့ဟော၄၅၆လောက်လောက်ကြာတဲ့အခါကျသူကနူးနပ်ပြီးတော့ဒီနေ့ကျွန်တော်တို့စားနေတဲ့လက်ဖက်ဆိုးတွေဟေးဖြစ်လာတာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီမှာကျွန်တော်တို့ဒီအဲကျွန်တော်တို့သုတေသနပိုင်းကနေပြောမှဆိုရင်ကျွန်တော်တို့လက်ဖက်အဲစားသုံးတဲ့လက်ဖက်ဆိုးကိုသုတေသနလုတ်တာအင်မတားမှနဲပါပါသေးတယ်ဟောလက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ဟာကတော့ green tea black tea အကုန်လုံးကနိုင်ငံတကာတွေက တကယ်နိုင်ငံကြီးတွေဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေကသူ့တင်နာတွေကိုတောင်းနဲ့ချီပြီးလှုပ်ထားတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့စီမှာကတော့အဲ့လက်ဖက်ဆိုနဲ့ပတ်သက်ပြီးတော့ဟောလှုပ်ထားတဲ့အဲသူ့တင်နာကအားနေတယ်။အဲဒါပေမဲ့တခုကျွန်မဟောတယ်ဝမ်းသာတာကတော့ကျွန်တော်တို့အဲဟောတယ်ပေါ့နော်။ဒီမန္တလေးမှာကျမတို့ international tea symposium လေးလုပ်လိုက်တယ်။အဲ့ symposium မှာလည်း ဲ့ဒီလက်ဖက်နဲ့ပတ်သက်ပြီးတော့မှသူတည်တနာလှုပ်ထားတဲ့စာတန်းတွေတော်တော်များများကိုကျမတို့အဲ့ဒီမှာစာအုပ်အဖြစ်နဲ့ထုတ်ဝေနိုင်ခဲ့တယ်ဆိုတော့အဲ့ဒါကတော့ကျမတို့ရဲ့ဟို UNESCO ဝင်အထောက်ထားဗာဒီသူတည်တနာလှုပ်ထားလို့ဟိုဘလိုတွေ compound တွေပါဝင်တယ်လဲအကျိုးအဘာရှိတယ်လဲလို့မေးလာရင်အဲ့ဒီမှာပညာရှင်တော်တော်များများလိလာထားသမျှအဲ့ဒီကျမတို့ထုတ်ထားတဲ့စာအုပ်တွေမှာလည်းရှိနေပါတယ်ဆိုတဲ့အကြောင်းလေးကိုအဝေခန့်ချင်ပါတယ်လို့အဲ့တော့ကျမတို့အဲ့ဒီလက်ဖက်ကဒီနေ့ ပေါ့နော်လက်ဖက်ကိုလက်ဖက်ဆိုးကိုစားတယ်စားတဲ့အခါဘာအဲသူ့မှာဘာအာဟာရတန်ဖိုးတွေပေါ့ nutrition facts တွေရှိတယ်လဲလို့မေးလို့ရှင်အဲကျွန်မတို့ဒီပုံမှန်ပေါ့နော်အဲဒီအစားအသောက်တိုင်းမှာပါဝင်နေကြ protein carbohydrate fats လို့ခေါ်တဲ့အဲဒီဟာတွေရှိတယ်နောက်ပြီးတော့အမြင့်တက်လို့ခေါ်တဲ့ fiber dust ဓာတ်တွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးကလည်းကျမတို့လေ့လာပြီးဘာလို့လဲဆိုရင် MT ဟော FDA ကကျမတို့ဘယ်အစားတောက်မဆိုကျမတို့စင်ပေါ်မှာတင်ပြီးရောင်းပြီးဆိုရတဲ့သူကဒီဟာအချက်လက်တွေကိုစစ်ဆေးရပါတယ်ဒါကြောင့်ကျမတို့ရဲ့လက်ဖက်ဆိုတာလည်းအဲဒီဒီ brand မျိုးစုံနဲ့အဲရောင်းချနေတယ်အဲ့ဒီအချိန်မှာလည်းသူတို့ဒါတွေကိုစစ်ဆေးပြီးတော့မှ label ကတ်ရပါတယ်ဆိုတော့ဒါကြောင့်မလို့ဒီလိုအချက်လက်တွေကတော့ပါရှိပြီးသားဖြစ်တယ်အဲဒါပေမဲ့ အဲမရှာဖွေသေးတာသူတေသနာအနေနဲ့ပဲကျွန်တော်တို့သိထားတဲ့အချက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူ့မှာအဲပိုလီဖီနောလို့ခေါ်တဲ့ဓာတ်တွေပါတယ်အဲ့ဒါကဒီအန်တီအောက်ဆီဒန့်စ်လို့ခေါ်တဲ့ခန္ဓာကိုယ်အတွက်အရန်ကိုဟိုအာကောင်းတဲ့အဲအရာဖြစ်တယ်ဒါကြောင့်မို့လို့အဲလက်ဖက်စားခြင်းအပြင်လည်းအဲဒီလိုအန်တီအောက်ဆီဒန့်ဟိုရ ဒီဟိုဖြစ်စေတယ်ဆိုတဲ့ဟာလေးကအဲသူတင်တာလှုပ်ထားတာလေးတွေအဲတစားဆောင်တစောင်းတစောင်းကျွန်တော်တို့ရှိပါတယ်အဲပြီးတဲ့အခါကျလို့ရှိရင်လေသူက bacteria fermentation လုပ်တယ်ဆိုတော့ခုနကတော့ အဲဘလူးဘက်တီးရီးယားလေပေါ့နော်ဘက်တီးရီးယားလို့ပြောရင်နည်းနည်းလူကလန့်နေပါမကောင်းတာလားကောင်းတာလားမသိဘူးပေါ့နော်စားရမှာလားမစားဘူးလားဆိုတဲ့အခါမှာကျမတို့ကအကျိုးပြုတဲ့ဘက်တီးရီးယားကိုပြောတာဖြစ်ပါတယ်နော်အဲ့တော့လက်တိုဘက်ဆဲလတ်ဆိုကျမတို့ဒိန်ဂျင်းနေတောက်တဲ့အခါမှာလေအဲ့ဒါဘက်တီးရီးယားဖာမန်တီရှင်းပါပဲအဲ့တော့ကျမတို့ကအဲလက်ဖက်ထဲမှာလေဒီလက်တိုဘက်ဆဲလတ်တွေနဲ့အဲလက်တီအက်ဆစ်ဘက်တီးရီးယားတွေနဲ့ဖာမန်တီရှင်းလုပ်ထားတာတွေကိုဆရာဒေါက်တာဘိုဘိုတို့ဟို research လုပ်ထားတဲ့ထဲမှာလေတွေ့ထားပြီးသားဖြစ်တယ်ဆိုတဲ့အခါကျတော့ အဲဒီလိုကောင်းတဲ့ဘက်တီးရီးယားပိုးတွေဟာကျမတို့စားလိုက်ပြီးတဲ့အခါမှာကျမတို့ရဲ့အစာအိမ်ဥလန်းချောင်းတွေကိုလည်းဟိုရောက်သွားတဲ့အခါမှာသူ့ဘာပြန်လုတ်ပေးလဲဆိုလို့ရှိရင်အဲ့ဒီကျမတို့ဒီလက်ဖက်မှာပါတဲ့ fiber တွေပေါ့နော်အဲ့ဒီ fiber က ီ dietary fiber တွေက soluble fiber အဖြစ်နဲ့ပြောင်းပေးတယ်အဲ့တော့အဲ့ဒီ soluble fiber အဖြစ်နဲ့ပြောင်းပေးခြင်းအပြင်သူခန္ဓာကိုယ်ထဲမှာဒီအစာလမ်းအစာဥလမ်းကြောင်းတွေမှာရဲ့ကျန်းမာရေးအတွက်အထူးပဲကောင်းမွန်တယ်ဆိုတော့အဲရလတ်လေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အဲလက်ဖက်စားရင်ဒါကတော့ဟိုကောင်းတာတွေကိုကျွန်မတို့ပြောနေတဲ့အခါကြပြောရင်ဟာဘာဖြစ်လက်ဖက်စားရင် လူတိုင်းက เนาะအခုရွယ်မရွေးကြားမမရွေးစားကြပါတယ်ဟုတ်တယ်အခုနလေးကျွန်မတွေ့လိုက်တယ်လက်ဖက်ခွက်လေးတွေလိုက်ပြီးတော့ဝင်ငှပြီးတယ်အဲ့တော့ကျွန်မတို့ဒီမှာစကားဝိုင်းပြောနေရင်ねလက်ဖက်လေးတမျိုးမျိုးနဲ့နားထောင်လို့လည်းရပါတယ်လို့အဲ့ဒါလေးကလည်းကျွန်မတို့နောက်ပိုင်းဆရာမအဲဒေါ်နေကြီးမြတ်ထွန်းဟောပြောတဲ့အချိန်မှာပါလာမှာဖြစ်တယ်ဆိုတော့ကျမမိကုံလေးတခုမေးချင်တယ်ပေါ့နော်နည်းနည်းလေးအိတ်မငိုက်အောင်လက်ဖက်စားတော့အလတ်ဖြစ်သွားတယ်လန်းလန်းဆန်းဆန်းလေးပေါ့နော်ဆိုတဲ့အခါကျတော့ဗာလဲဆိုရင် နော်ဟို MTA ကလူတွေကတော့မဖြေချနိုင်ပေါ့လေဟိုအဲဒီကျန်တဲ့လူတွေကလက်ဖက်ရဲ့အရာသာနော်လက်ဖက်ရဲ့အရာသာဘာအရာသာလဲဆိုတော့မေးမယ်နော်အာအဲ့တော့အဲ့ဒီဟာကိုခြိုးသလားချင်းသလားခါသလားဆက်သလားအဲဘယ်လိုပြောချင်းအဲ့ဒီဟာလေးကိုသိချင်တယ်ပေါ့နော်အဲ့တော့ဘယ်သူများသိတယ်လဲပေါ့လက်ဖက်ရဲ့ original အရာသာလက်ဖက်ဆိုရဲ့အရာသာ ဘလို့အရသာမျိုးလဲပေါ့နော်ဆင်မကြီးကမေးနေပြီနော်ဖြေပြီးဆုရတဲ့ခါကျရင်အကြီးတောင်းနဲ့ဒီမှာမော်ရှင်နဲ့ရလက်ဖက်ထုတ်တွေဆုပေးမှာဆိုတော့ဥအောင်ဖြေပေးပါ၃ရောက်ပဲပေးဖြေမှာနော်ဟာ MTA ရမဟုတ်ရဘူးနော်ဟုတ်ပြီဟုတ်ပြီကဲဖြေပါခါရဲဟုတ်ပြီโอเคပါဟုတ်ပြီနောက်နောက်တိနောက်တိပါရှင်ဟုတ်ကဲ့ကလေးလေးတွေဖြေကြမှာပါဟုတ်ဟုတ်ဒုတိယတော့မျိုးတော်မျိုး ခါစိတ်ဟုတ်ပြီအဲနောက်နောက်တယောက်ပြတယ်မှသုံးယောက်ပဲခေါင်းပေါင်းပန်းရောင်နဲ့ဆရာကြီးဟုတ်ကဲ့အဲနည်းနည်းမကြားရအောင်အာဖန်ဟုတ်Yes. ဟုတ်ပါပြီ။အာဒီဆရာကြီးမှတ်ပါတယ်လို့အပြည့်မှန်ပြကြပေးပါတဲ့အတွက်ကျေးဇူးတင်ပါတယ်။နော်ခုနကတော့၄ရောက်လုံးကိုစုပေးရမှာလားယင်။ပထမစုရပါတယ်လို့အဲ့တော့ကျွန်တော်ခုနကဘာလို့ဘာကြောင့်ဘာကြောင့်ဖန်တယ်လဲမိကောနော်။ဘာကြောင့်ဖန်တယ်လဲဘာကြောင့်ခါတယ်လဲဘာကြောင့်ချိုးတယ်လဲ။ အဲမိကွန်နော်အဲ့တော့ကျွန်မတို့သုတေသနာဆိုတာကအဲ့ဒါပဲသုတေသနာလှုပ်ခြင်းအပြင်ကျွန်မတို့ကဒီလက်ဖက်ထဲမှာဘာတွေပါလို့ဖန်တာလဲချိုးတာတူသူ့ရဲ့ဟို unique taste လို့ခေါ်တာပေါ့နော်အရင်မတားမှဒီ၃ခုစိတ်နေဆိုတာကတော့ခုနကတုန်းကဟိုအစီအစီထည့်လိုက်လို့စိတ်သွားတာပေါ့နော်ဒါပေမဲ့အဲအဓိကတော့၃ချက်ပဲဖြစ်ပါတယ်ဖန်တာရဲ့ခါတာရဲ့ချိုးတာရဲ့ဖြစ်တယ်အဲ့တော့ဖန်တာဆိုတာက ဒီဒီလက်ဖက်ဆိုထဲမှာပါတယ်ကက်တချင်းလို့ခေါ်တဲ့ဓာတ်ပေါင်းတစ်ခုကသူ့ဟာအဖန်ဓာတ်ကိုပေးတာဖြစ်တယ်။နောက်တစ်ခုကခါတာဆိုတော့ကအဲ့ဒီထဲမှာပါတယ်ကာဖိန်းကခါတဲ့ဓာတ်ကိုဖြစ်ပေါ်စေတာဖြစ်တယ်။နောက်တစ်ခုကကျတော့ဒီချိုတယ်ဆိုတာကတော့ thinning လို့ခေါ်တဲ့ဓာတ်တစ်မျိုးကအချိုဓာတ်ကိုပေးတာဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့အဲ့ဒီ၃ခုကအဲ့ဒီလက်ဖက်ဆိုထဲမှာဟိုအမြတ်တဆိုတာပါဝင်နေတယ်။အဲ့ဒီအတွက်ကြောင့်ဒီလက်ဖက်ရဲ့အရသာကိုစားလိုက်လို့ရှင့် ဘာမှမထည့်ဘဲနဲ့စီလေးစားလေးနဲ့ပဲစားရင် ဒီအရသာ၃ခုမျိုးစီထဲတော့စိတ်သွားတာပေါ့နော်အဲ့တော့ဆန်ဖန်ချိုခါစိတ်ဆိုရဲအဲ့အဲ့အရသာ၄မျိုးကရိုးရိုးကလေးပဲစားရင်ဒီတိုင်းရသာရှိတယ်ပေါ့နော်ဆိုတော့ဒါကလည်းကျမတို့သုတေသနလှုပ်ထားတော့မှပါတယ်လင်းကျမတို့သိရတာဖြစ်တယ်ပေါ့နော်ဒီနေ့ UNESCO ကိုဝင်မဲ့ဆိုလို့ရှိရင်ခမားတို့လက်ဖက်စုကစားတော့ဘာဖြစ်လဲဘာအရသာရှိလဲစသဖြင့်ဆိုရင်ဘလို့အထောက်ထားရှိလဲဆိုတာကျမတို့လူတိုင်းကတော့အတယောက်တစ်မျိုးစီပြောနိုင်ပေမဲ့သုတေသနပြုချက်အရာတော့ဒီလိုဒီလိုရှိပါတယ်ဆိုတာလေ ေးကိုလည်းအဲကျွန်မတို့ဖော်ပြနိုင်မှုအဲ MTA ပြင်ဆင်ထားတာတွေသူပြန်လုပ်ထားတွေရှိပါတယ်လို့ဆိုတော့အဲ့အတွက်လည်းအဲဒီမှာအခုမကြခင်ညှော်မှန်းပါတယ်လက်ဖက်ဆိုတာကျွန်မတို့ရဲ့နိုင်ငံရဲ့နော်ဒီ drama အမွေနှစ်ထဲမှာပါဝင်လာမယ်လို့ဟောမျှော်လင့်ပြီးတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံလက်ဖက် အဲတင်ဖို့ရောင်းချသူများအသင်ကတော့အထူးအားကုန်ခွန်ဆိုင်စူးစမ်းရရှိပါတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ကျတို့ရိုက်ကူးရေးတွေလည်းအခုလုပ်နေကြပါတယ်နောက်ပြီးတော့လူခဏနေကြရင်အင်တာဗျူးလေးတွေလည်းဖြည့်ပေးကြပါလို့တို့ဟိုမေးခွန်းလေးတွေမေးပါမယ်ပေါ့နော်ဒီလူအကြီးအော်လည်းပေါ့အသက်အရွယ်မရွေးစားသုံးနေဆိုတဲ့အရာလေးပေါ်မှာတို့မိကွန်းလေးတွေမိတဲ့အခါမှာလည်းဝိုင်းဝန်းပဝန်းမိဖို့အဲဟိုလည်းမြေတားရက်ခံပါတယ်လို့ဆိုတော့အာကျမ ချိန်ရှိသေးလားမနော်အဲ့တော့ကျွန်မဆက်ပြီးတော့လည်းနည်းနည်းလေးခက်မြန်မြန်လေးပြောပါမယ်လို့အဲဟိုတင်းပေါ့နော်ဒီလက်ဖက်ကိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲဆိုဘလိုတွေထုတ်လုပ်နေသလဲဆိုတော့ကျွန်မတို့ရဲ့အဲလက်ဖက်ဆိုရဲ့မိယိုးဗလာထုတ်ရုပ်နီးစနစ်တွေရှိတယ်ပေါ့နော်တစ်ပိုင်းတစ်နိုင်နေလေးထုတ်တာတွေကနေပြီးတော့ဟိုအစပြုတာဖြစ်တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကျွန်မတို့မြန်မာဒီလက်ဖက်ထုတ်လုပ်သူတွေရဲ့တော်တော်များများဟာ ျမတို့ဒီ HACCP ရတဲ့စက်ယုံတွေတီထောင်ပြီးတော့မှထုတ်လုပ်လာတာဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့လက်ဖက်ကိုလည်းကျမတို့က international market ကိုပို့တဲ့အခါမှာသူကအဲ organic ဆိုတဲ့လက်မှတ်ကအရင်အရေးကြီးပါတယ်။နော်ဒီပေါင်းသက်ဆေးတွေပို့သက်ဆေးတွေပပြီးတော့မှစားရရင်လည်းအဆင်မပြေဘူး။ဒီအရွက်ကြီးကိုအကုန်စားရတာဖြစ်တဲ့အတွက်ကြောင့်အဲဒါကြောင့်မို့လို့ organic farming တွေကိုကျမတို့ဟိုပြုစုပြောထောင်တယ်အဲ့ဒီ organic farming တွေကနေထွက်လာတဲ့လက်ဖက်တွေကိုပဲအဲ organic လက်ဖက်ဆိုပြီးတော့မဆက်ယုံနေနဲ့အခုတိဆောက်ပြီးတော့နိုင်ငံအဲနိုင်ငံတကာကိုဟိုပို့တယ်ရှိပဲအဲ export တွေတွားပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကလည်းကျမတို့တရင်ကောင်းတစ်ခုအနေနဲ့ဟို hygiene ဖြစ်အောင်ထုတ်လုပ်နေပါတယ်ဆိုတော့အကြောင်းလေးကိုဟိုပြောခြင်းဖြစ်ပါတယ်လို့အဲပြီးတဲ့အခါမှာလည်းကျမတို့ ဒီ international market ပေါ့နော်အဲ့ဒီမှာလည်းဘလို့သွားနေတာလဲဆိုရင်ဒီနေ့အဲကျွန်မတို့ကပွဲတွေပွဲတွေလုပ်တိုင်းဒီလိုလက်ဖက်တွေကိုမိတ်ဆက်ရင်းနဲ့နိုင်ငံတကာပွဲတွေမှာကျွန်မတို့မိတ်ဆက်ခဲ့တဲ့အခါမှာအခုတော်တော်များများနိုင်ငံတိုင်းကမြန်မာဆိုရင် အာလက်ဖက်ဆိုတော့သူတို့သိလာကြပါပြီအဲ့တော့စားပြီးတော့လည်းနိုင်ငံခြားသားတွေကလည်းကြိုက်တယ်ဆိုတော့အဖြေလေးတွေလည်းရလာတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်မတို့တဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့အဲတရုတ်တို့အဲယိုရီဟိုတဲ့ယိုရီယာတို့ အဲနောက်ပြီးတော့ကျမတို့ကိုရီးယားတို့เนาะအဲဒီနိုင်ငံတွေကလည်းအဲလက်ခံလာတာဆိုတာလေးကိုကျမတို့တွေ့ရတယ်နောက်ပြီးတော့ဒီအနောက်နိုင်ငံတွေဖြစ်တဲ့ဒီ US တို့ UK တို့အဲနောက်ပြီးတော့ဒီဟိုဂျာမနီနိုင်ငံเนาะဒီ EU နိုင်ငံတွေမှာလည်းဟိုဒါလေးလက်ဖက်တွေကိုဆိုင်ဖွင့်တဲ့ဟာတွေရှိတယ်ပြီးတော့မှသူဟိုလင်းပေါ့เนาะ ဟို vegan ရရင်ပေါ့နော်ဒီ product အနေနဲ့ထုတ်လုပ်နေတာတွေလည်းရှိတယ်ပေါ့နော်ဟိုတတ်တတ်လို့ပေါ့နော်အရွက်အရွက်ကိုအရွက်က salad အနေနဲ့ဟိုဟိုရင်စားသုံးနိုင်နေဆိုတော့အကြောင်းလေးတွေလည်းအခုတဖြည်းဖြည်းနဲ့လူသိများလာပါပြီလို့ဒါကြောင့်မလို့အာကျမတို့ကတော့မျှော်လင့်ပါတယ်အဲမြန်မာလက်ဖက်ကတော့ဒီဒီ UNESCO မှာ ဝင်နိုင်လိမ့်မယ်လို့ကျွန်တော်တို့အထူးသဖြင့်စ조사အားထုတ်လည်းရှိတယ်။ပေါင်ဝိုင်းဝန်းကူညီပေးတဲ့အဲဒီအစိုးရဌာနယဉ်ကျေးမှုဌာနအဲဌာနအသီးသီးပေါ့နော်ဌာနဆိုင်ရာအသီးသီးအဲကျွန်တော်တို့တယောက်တည်းလုပ်လို့လည်းမရပါဘူးလို့ဒါကြောင့်မလို့အားလုံးနောက်ပြီးတော့နောက်ဆုံးဟိုကျွန်တော်တို့ဒီမှာလက်ဖက်မြည်တဲ့အဲညီငယ်ညီမငယ်တွေရာစသူတို့ရဲ့အဲဒီသဘောတူခြင်းနေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီအဲ UNESCO ကိုဟို ဝင်ဖို့ကိုစူးစမ်းကြမှာဖြစ်ပါတယ်လို့ယေရှုမြတ်ကြီးတင်ပါတယ်